နမကြီးဆယ်လီတူဦးနဲ့နေပြီးတော့မှပွဲကြီးတစ်ခုရှိတယ်။ဇေယောင်းပွဲတော့ဖြစ်ပါရယ်ပေါ့နော်။အဲ့တော့အဲ့ဒီနမကြီးဆယ်လီတူဦးကလည်းမနေ့ပြန်ဆိုရင်ဆိုလို့ส่งကြမယ်။အဲ့တော့ဒီကနေ့ဆိုလို့ရှိရင်လည်းပွဲအတွက်ကိုဆိုတာဒီမနေ့စောစောစီသွားပြီးတော့ခါကြတော့သွားကြည့်မယ်ပေါ့နော်။နေရာတွေတွေသွားကြည့်မယ်။ပွဲအတွက် program လေးတွေသွားပြီးတော့ဆွဲပေးမယ်ပေါ့နော်။အဲ့ဒီအတွက်ကိုရောက်ရှိနေရဖြစ်ပါရယ်။မနေ့ကကြတော့ရမဲသိန်းပွဲကနေပြီးတော့တောက်လျှောက်ဒီဘက်ကိုနေပြီးတော့ဘက်ကိုကူးလာခဲ့တာပေါ့နော်။အဲဆိုတဲ့အတွက်ဒီခန္ဓာမှုသင်တန်းပြောထားတဲ့သူတွေလည်းမန္တလေးရောက်လာနေတိုင်းပြီးတော့ခါကြတော့တင်မှာဖြစ်ပါရယ်။အဲ့တော့ဒီနေပြီးတော့မှလည်းတူဦးပြောထား တယ်ပေါ့နော်သူပြောထားတယ်ဒါပေမဲ့ဆိုတော့ဒီဘက်တဲတဲ့နေရာနဲ့သူနေရဲ့နေရာနဲ့နည်းနည်းအလန်းဝေးတယ်လန်းဝေးတော့ခါကျတော့အချင်းရလဲသိပ်ပြီးတော့မရှိတာနဲ့ပေါ့နော် online အနေပဲတင်လိုက်တော့မယ်အဆောင်မှာကျတော့ in person တင်မလို့ပေါ့နော်ပြီးခဲ့တဲ့တစ်ခေါက်ဟိုပါနော်တိုးတိုးလေးတို့ပွဲမှာကလေးကိုကချိတ်ဆက်ပြီးတော့ကိုယ်ကိုလာတွေ့သွားတဲ့ညီမလေးတယောက်ရှိရယ်ပေါ့နော် အဲ့သူ့အတင်ပေးဖို့ပြောထားတာ။ကိုကလည်းအခုဒီတစ်ခါရောက်ပြီဆိုတော့ခါကျတော့လေ။သူကလည်းတင်မယ်ဆိုပြီးတော့ရက်တွေပါချိန်ပေးထားတာပေါ့နော်။အဲ့တော့ဒီ online ကနေပဲတင်လိုက်တော့မယ်။ဘာလို့ဆိုတော့သွားရတာလည်းနည်းနည်းလေးဟိုဖြစ်တယ်ပြော rush လည်းဖြစ်နေရပေါ့နော်။နောက်မှ AC စေး in person တွေ့မယ်။အဲ့တော့နောက်မန္တလေးမှာလည်းဆက်ပြီးတော့ခါကျတော့တင်နန်းတင်ပေးဖို့ရှိရဲ။နောက် online နဲ့ပြောထားတာနေဝေးကနေပြောပြောထားတာလည်းရှိရဲ။တင်ပေးပါမယ်ပေါ့နော်။ဆိုတဲ့အတွက်ဒီတင်နန်းအတွက်ကတော့ဒီမင်္ဂလာအဓိကတော့ဒီဒီရက်ပိုင်းကမင်္ဂလာဆောင်နေအတွက်မင်္ဂလာအခမ်းအနားမှုအတွက်ကိုအဓိကထားပြီးတင်ပေးနေရပေါ့နော်။တချို့ကမေးကြတယ်ဒီ public speaking တင်နန်း ်လေးတက်ချင်တယ်ဆိုပြီး public speaking ကကြတော့ကျွန်တော်တို့ကဒီ in person ကိုပဲပို့ပြအားရပါတယ်ဟို online အနေနဲ့သင်ရင်တော့သင်ပေးလို့ရောရရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့အားရကျင်နေမှုမရှိဘူးဒီလိုဒီမင်္ဂလာအခမ်းအနားမှုဆိုရင်တောင်မှပဲကျွန်တော်လေ in person သင်ပေးချင်တာဒါမှသူ့ရဲ့ဒီအားသာချက်အားနည်းချက်ကိုကျွန်တော်တို့ကဖြည့်ဆည်းပေးလို့ရတယ်အဓိကတော့ coach လုပ်ပေးရပေါ့နော်ဖြည့်ဆည်းပေးလို့ရတယ်ဘယ်နေရာမှာဘယ်လိုလေးလိုအပ်နေရလဲဆိုတော့ကျွန်တော်တို့ကသိရတယ်ပေါ့ in person မှာကြတော့လေအဲ့ဒါတော့ပို့ပြီးအားသာချက်ရှိရဲ့ public speaking ဆိုလို့ရှိရင်တော့အများကြီးပဲ nepe တွေစုံသွားပြီဆိုတော့ခါကြတော့ကိုလုပ်ချင်တဲ့နေရာမှာကျွန်တော်ကဒီ practice လုပ်ဖို့အရေးကြီးအဓိကတော့ practice practice Friday Fridays ပဲပေါ့နော်အဓိကအဲ့ Fridays လောက်ပေးဖို့ကအတွက်ကိုအချင်းယူပေးရမယ်အချင်းပေးရမယ် in person တွေ့မှသာတယ်ကျွန်တော်တို့ကအဆင်ပြေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဟိုရန်ကုန်ကနေပြီးတော့လှမ်းပြီးမေးနေကြတဲ့ public speaking အတွက်အတွက်ပေါ့နော်ကျွန်တော်လောလောဆယ်တော့ရန်ကုန်မလာနိုင်သေးတဲ့အတွက်ပေါ့နော်တခြားလမ်းညွှန်ပေးပါမယ်တခြားအဆင်ပြေအောင်လဲဆောင်ရွက်ပေးပါမယ်ပေါ့နော် အင်ပါဆန်တက်တဲ့သူတွေဆိုတော့ပိုပြီးအားသာချက်ရှိတာပေါ့เนาะကျွန်တော်ဒီကျွန်တော်နဲ့နီးစက်ရာတွေမှာလာပြီးတော့ခါကျတော့ကျွန်တော်ပွဲတွေမှာလိုက်ပြီးတော့လေးလာခွင့်လည်းရှိမယ်ပေါ့เนาะအဲလိုက်ပြီးတော့ကြည့်ရှုလို့ရတယ်တချို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပွဲထဲမှာပဲလိုအပ်တဲ့ဟာလေးတွေကိုကျွန်တော်တို့အကြံဉာဏ်ခေါင်းလေးတွေပေးလို့ရတာပေါ့เนาะအဲတချို့ကြလို့ရှိရင် on the spot ပေါ့ဒီခါလေးကြလို့ရှိရင်ကျွန်တော် last minute မှာရတဲ့ data အချက်အလက်တွေရှိရဲအဲ့ဒါတွေကိုဘယ်လိုမျိုး apply လုပ်မလဲပေါ့เนาะအဲ့ဒါလေးပဲကျွန်တော်တို့ကပြန်ပြီးတော့ခါကျတော့ sharing လုပ်ပြီးလို့ရတာပေါ့เนาะအဓိကတော့ဒီ practice လုပ်နေရမယ်ဒီသင်တန်းတက်ပြီးသွားတယ်ညီမလေးတွေ အနေနဲ့ရတယ်။မြဲတမ်းပေါ့နော် price 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 လို့မြဲတမ်းလုပ်နေရမယ်။ price လုံးမှသာလျှင်ကိုယ့်ဘက်က ready ဖြစ်နေမယ်အစင်သေးဖြစ်နေမယ်ပေါ့နော်။အဲဒီကြောင့်တော့မှကိုကပရိသတ်ရဲ့ရှေ့ကိုရောက်ပြီဆိုလို့ရှိရင်ရဲရဲရင်းရင်းနဲ့ပေါ့နော်ရဲဝုံဝဲပြောနိုင်မှာဖြစ်ပါတယ်။ဆိုတော့ဆိုလို့ရှိရင်အရင်ဆုံးဘာဝေးရဲ့နေကြည့်တယ်လဲဆိုလို့ရှိရင်မှန်ကြည့်ပြီးလေ့ကျင့်တာပါ။ မှန်ကြည့်ပြီးတော့ကိုအခန်းထဲမှာတယောက်တည်းပဲပေါ့နော်ဘသူမှမရှက်ဘူးမကြဘူးအတန်ကိုပြောခါကျတော့ဖွင့်ထုတ်တယ်အတန်ကိုဖွင့်ပြောခါကျတော့ပြောတယ်ဆိုတယ်ပေါ့နော်အဲ့ဒါကလုံးဝပြောခါကျတော့ record လုပ်တယ် record လုပ်ပြီးတော့ကိုကိုပြန်ပြီးနားထောင်ကြည့်ရယ်ပြီးတော့ခါကျတော့ဟိုစာရီဆိုလို့ရှိရင်လည်းတရင်အိမ်ဝကျတော့ဆိုတော့ဒီဂျာနယ်ပေါ့နော်ဂျာနယ်ခက်ဆိုတော့ဂျာနယ်တွေဖတ်တယ်ပေါ့နော်ဂျာနယ်တွေဖတ်ပြီးတော့အတန်အနေနဲ့အတက်ကြရင်လည်းအဲအဲ့မျိုးပြောကြည့်ရယ်ပေါ့နော်အဲ့ဒါအဲ့ဒီအတန်နေမြင့်အတက်ကြရင်ပိုင်နိုင်သွားပြီဆိုလို့ရှိရင်အတန်ကိုဖွင့်ပြောဖွင့်ပြောပြီးတော့ခါကျတော့ကိုကဒီရဲရင်းရင်းနဲ့ပြောနိုင်လေဆိုလို့ရှိရင်အချက်လက်လေးတွေရ ပြီးဟေးဆိုလို့ရှိရင်ဒါပြောနိုင်ဆိုနိုင်သွားပြီပေါ့နော်အထက်လက် data လေးတွေကလည်းဆောဒီမှာသင်တန်းတက်တဲ့သူတွေကတော့အကုန်ရထားပြီးသားပေါ့နော်ဘယ်ညမှာဘယ်လိုလေးပြောရမလဲဆိုတာဟာလေးတွေပါဆောကလမ်းညွှန်ပေးတာဖြစ်ပါတယ်အဲ့ဒီတွေကဘာမှပူစရာမလိုဘူးပေါ့နော်ဘယ်ညမှာဘယ်လိုလေးဆောင်ရွက်လိုက်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့ပွဲကမြိုင်းဆိုင်တယ်ဘယ်လိုအခမ်းအနားမှာဆိုလို့ရှိရင်အခမ်းအနားအစီအစဉ်တည့်အရာနှစ်အရာတွေအမျိုးပြောရတယ် တချို့ပဲနေရာအခမ်းအနားမှာဆိုလို့ရှိရင်အဲ့ဒါတွေပြောစရာမလိုဘူးအားလုံးခြုံပြီးတော့ခါပြောလို့ရတယ်တချို့နေရာကျဒါတော့ဒီအခမ်းအနားပေါ်မှာမူတည်ပြီးတော့ခါကျတော့ပုံသေးတသက်မဲ့ထဲသွားလို့တော့မရဘူးပေါ့နော်အဲ့လိုမျိုးစီစဉ်နေသွားရတာဖြစ်ပါတယ်အကြောင်းမလို့ဒီဆုံးစင်မှာတင်းတန်းအမေးထားကြရတဲ့သူတွေအထားကြရတဲ့သူတွေအတွက်လည်းဒီပေါ့နော်အခုဒီနေရာတော့လမ်းကတိတ်မကောင်းဖြစ်နေရလမ်းရောက်ပြီဆိုလို့ရှိရင်တော့လမ်းပေါ်ရောက်နေပြီဆိုလို့ရှိရင်တော့ချစ်ချင်း reply တွေပြန်မမယ်လို့နော်နောက်တစ်ခါပွဲတွေလည်းရှိသေးတယ်ဒီဟွာမှာမန္တလေးမှာပေါ့နော်ဖွင့်ပွဲတွေလည်းရှိသေးရဲ့နောက်ခါကျတော့ ခန္ဓာပွဲကြီးတွေလည်းရှိပါသေးတယ်အဲ့တော့ဖွင့်ပွဲကြီးတွေအတွက်လည်းကျမတို့ meeting တွေရောနောက်ကကျ program တွေပါကျမဆွဲပေးမှဖြစ်ပါတယ်။အဲ့ဒီအတွက်လည်း ready ဖြစ်နေပြီပေါ့နော်။ကဲတာလာတဲ့နေ့ရက်နေ့ပိုင်ဆိုင်နိုင်ကြပါစေရှင်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာနိုင်ကြပါစေ။နှလုံးစိမ်ဝင်အေးချမ်းနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သပါရနော်။အားလုံးပဲကျေးဇူးတင်ပါတယ်တတန်း။ဒါတော့ဆောလို့တဲတဲ့နေရာလေးဖြစ်ပါတယ်ဒီလိုမျိုးပုံစံလေးအရင်ကိုသဘောကျတာပဲ ဒါကြောင့်မလို့လေကိုယ်သဘောကျတဲ့နေရာလေးရောက်ရောက်ရောက်လာလားမသိဘူးပင်တရားတို့ဘာလို့မှလဲအဲ့လိုမျိုးလေးတွေ့ရပေါ့နော်သူတို့အစမျိုးအစာအုပ်ပုံနေလေးတွေ့ရအင်းကိုတာရပါလေရှင်